ဤတော့နော်အဲ့ဒါခင်ဗျားတို့ပတ်စံ slogan ရအပေးမရှိနော်အပေးမရှိသူတို့ပေးရင်ခဏပဲပြီးရင်အကုန်စားတာဟုတ်ပြီလားကျွန်တော်ကိုယ်တိုင်လော်ပန်းနဲ့တွဲပြီးတော့အဲ့ဒါကြီးလုတ်ခဲ့ဘူးကာစီနိုအကြောင်းကိုပြောပါဆိုရင်လူရင်းတို့ရှင်ပြောမှရမယ်ပြောရင်အရှိအားလုံးမင်္ဂလာပြဒီနေ့မှ Dormitory ကိုမြှောက်ပေးခြင်းနဲ့ဗီဒီယိုခိုင်ရဲ့ဒီဗီဒီယိုခိုင်လေးပဲဖြစ်ပါတယ် ဒီ B2B ID ရဲ့အကြောင်းအရာလေးကတော့ကျွန်တော် slow gain ကြီးအကြောင်းပြောပြသွားတာဖြစ်ပါတယ်။ဒီကွာဆိုရင် slow gain မှာကိုယ်တိုင်လုတ်ခဲ့ဘူးပြီးတော့ slow gain ကြီးရဲ့လိုအပ်ချက်တွေကိုပြောပြသွားတာဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ကျွန်တော် B2B ID ကိုအဆုံးကြိုက်ပါကြည့်ရှုပြပါအောင်နော်။ slow gain နဲ့ပတ်သက်တာလေးကိုပြောမယ်။နော်။ဟိုက live လွှင့်နေတာ။အဲ့တော့ slow gain ကကျွန်တော်ကိုယ်တိုင်လောက်ကိုင်းမြို့မှာကိုယ်တိုင်ကိုင်ခဲ့မှုတယ်။ slow gain ရအပေးမရှိဘူး။ နော်အပေးမရှိဘူးသူတို့ပေးရင်ခဏပဲပြီးရင်အကုန်စားတာဟုတ်ပြီလားကျွန်တော်ကိုယ်တိုင်လောပန်းနဲ့တွဲပြီးတော့အဲ့ဒါကြီးလုပ်ခဲ့ဘူးပြောပြအများတို့အတွက်အရာမရှိဘူးအပေးပဲရှိစလုံးကိုင်းညဘဝပြည့်မဲ့လူတွေလည်းအများကြီးရှိတယ်ပြတ်သွားတဲ့လူတွေလည်းအများကြီးရှိတယ်ပြည့်လူစဲစဲဖြစ်နေတဲ့လူတွေလည်းအများကြီးရှိတယ်စလုံးကိုင်းကိုဖြစ်နိုင်မစော့ကြပါနဲ့နော်အမှုပညာရှင်တွေကြော်ညာတယ်နော် တရားမဝင်ပါဘူးတရားမဝင်တဲ့ဂိမ်းတစ်ခုပါနော်အွန်လိုင်းဂိမ်းဆိုတာကျွန်တော်ဖန်စီရမင်းအရေးယူပါတယ်ကြီးလေးတဲ့ပြည့်တယ်ပေးပါတယ်အဲ့လိုတွေရှိပါတယ်ဆလော့ဂိမ်းနဲ့ပတ်သက်လို့ရှင်မစော့ကြပါနဲ့ဆလော့ဂိမ်းကပထမပေးလို့ရှင်သူကတစ်ခါတစ်ခါပဲပေးပြီးလို့ရှင်ခင်ဗျားထဲတော့မလောက်ဖြစ်နိုင်ကိုရိုနာကားနဲ့ပတ်သက်တိုက်လာခင်နော်လုံးဝ ုပ်ချက်တို့မှာကွန်ပျူတာလက်ကွက်တွေရှိနော်ကွန်ပျူတာလက်ကွက်ကတထောင်လောက်ရှိနော်ချဲကနန်းနဲ့တွက်ကြည့်တာနော်အဲ့လက်ကွက်ထဲမှာတို့နှိပ်လိုက်တဲ့တကွက်ထဲသားလေးရင်ဂိမ်းပေါက်တယ်ဂိမ်းပေါက်တယ်လို့ခေါ်တို့နှိပ်လိုက်တဲ့တကွက်သားလေးရင်ပြေးရနော်အများတို့လူတထောင်လောက်စောင့်နေတဲ့ဒီကြွဲကိန်းဒီဂိမ်းနေဂိမ်းဆက်ကြီးထဲမှာလူတထောင်လောက်စောင့်နေတဲ့ဒီကွန်ပျူတာလက်ကွက်ကြီးထဲမှာ တို့ကတကွက်ထွက်ရရေးတာတောက်ကုန်တယ်အဲ့တော့ရွေးလိုက်လို့ရှိရင်ဒီချောပေါက်အဲ့လူကဒိတ်ပေါက်သွားလိမ့်မယ်နော်ကြံတဲ့လူတွေကတော့ထဲမလောက်ရိုးရိုးပဲတွက်ကြည့်ချဲလိုပဲတွက်ကြည့်နော်ချဲလိုပဲတွက်ကြည့်ဒိုင်အတွက်ပဲရှိဟုတ်ပြီလားဒိုင်အတွက်ပဲရှိတယ်ခမောက်အတွက်တစ်ခုမှမပေါက် ခမားတို့ရှာတဲ့သုံးသက်ဆောင်ဝင်ငွေကသူတို့တရတဲ့ရှာတယ်။ဟုတ်ပြီနော်။တရတဲ့ရှာတယ်။အဲကြောင့်စလော့ခင်းကိုမစော့ပါနဲ့။ဘာဖြစ်လို့လဲကျွန်တော်ကိုယ်တိုင်ဒီလောက်ကင်မြို့မှာဂိမ်းဆက်တွေကိုကင်ပြီးတော့မှကျွန်တော်ကိုယ်တိုင်ထိမ့်ခဲ့ဘူးလေ။နော်။စာပါအဓိကမဟုတ်ပါဘူး။စာပါဆိုတော့သူကမီးအားနဲ့ပုံမူတည်တယ်။မီးအားနဲ့ကစားတာ။နော်။အဲဒါရိုးရှင်းလေးပြောတာမီးအားနေလို့ရှိရင်ခမားတို့ဂိမ်းနိုင်နေတယ်လေ။ မိရကောင်းတဲ့အချိန်တော့ဘယ်တော့မှကိမ်းနိုင်နော်ပြောပြတာအများတို့ဆလောကင်းဆိုးရလူတွေဘဝပြတ်မှာဆိုးလို့နော်မြန်မာနိုင်ငံလူတွေအကုန်လုံးချစ်လို့ကာစီနိုအကြောင်းကိုပြောပါဆိုရင်လူရင်းတူရှင်ပြောမှိုင်းတာပြောရင်အရှိခင်ဗျားတို့ရှမ်းကုမီပဲဆိုဆိုဘူကြီးပဲဆိုဆို နော် ပေါ်ကာပဲတောင်တောင်နော်21မှာရရရှောင်းညိုပဲဆော့ဆော့ဟလာ ကြိုက်တယ်လို့ဆိုကာစီနိုလို့တမှတ်ထားတဲ့ဒီကျင်းကုန်းလေးနော်ဖဲဝိုင်းကျင်းကုန်းလေးမှာဒီလိုအပေါ်တဲ့တယ်မှာတက်လာ CCTV ကမရှိဘူးဆိုအနည်းဆုံး၈လုံးအောင်ရှိတယ် CCTV ဟုတ်လားသူတို့ဘက်ကယူသားတယ်ဆိုရင် SCD ပေါက်တတ်တော့ဟုတ်လား သူတို့ဘက်ကရိုးသားမယ်ဆိုရင် SCCTV ကဘာလို့တတ်တာလဲဟုတ်လားသူတချက်ကိုတချက်ကန်ရဲရဲလာမေးကြည့်လိုက်မရရဲဘူးဘောပေါ်လားအပြင်းအနေဝယ်လာတဲ့ဖဲတို့တထုပ်သူတို့ဝိုင်းမှာတင်ရိုင်းလို့ရလာမေးကြည့်လိုက်မရဘူးနော်သူတို့ထုတ်ထားတဲ့ဖဲချက် သူတို့ထုတ်ထားတဲ့ဖဲချက်ဟာဒီတိုင်းကျင်တာမန်ဖဲချက်ပဲဒါမှမဟုတ်အိုက်ဖဲချက်ကသူတို့ရဲ့နင်းပညာနီးပညာစကန်လေးနဲ့ဖိုက်လိုက်လို့ရှိရင်ဖဲချက်ကိုတော့ပုံပြောင်းလို့ရတယ်တဘောပေါက်လားနော်ခင်ဗျားတို့တကယ်တရိုက်ဝင်ရိုက်လို့ရတဲ့လိုက်ပွဲတွေရှိအဲ့ဒါတွေဖဲရုံဝင်တရိုက်လွှဲနေတာ เนาะဟလာအများကြီး အများကြီးဟုတ်ပြီเนาะဒါခင်ဗျားတို့လာရှင်းပြတာခင်ဗျားတို့ကြိုက်တယ်လူရိုက်တာတိုးရင်းလူရှင်းပြောပြတာအပေါ်မှာ CCTV ရှိဖေးယုံတစ်ခွင်းလုံးရဲ့ပပက်လေးမှာ CCTV ရှိနော်သူတို့လောက်ကြံလို့မရဘူးလောက်ကြံမယ်ဆိုရင်လည်းလက်နဲ့ကင်ဖွဲ့စီရရှိတယ် အဘလိုလို့ကြည့်တော့နော်အဲ့ဒါခမရတို့ပစံဟုတ်ပြီခမရတို့ပစံသူတို့ရဲ့အရင်ကြီးကတီထောင်တဲ့အချိန်အကွန်ပျူတာတွေတုံးနေအချိန်ကွန်ပျူတာဘူးနော်မီးဘူးနောက်ဒီသူထိုင်လာတဲ့စက်တီရဲ့တန်ဖိုးပဲရှိတယ် နော်သူတို့ရဲ့ကုံချငွေနော်အဲ့ဒီကုံချငွေရဲ့အကုန်လုံးခင်ဗျားတို့ရှိရပတ်စံခင်ဗျားတို့ရှိရနေတရက်ထဲမှာပြန်ပြီးနိုင်တယ်ဘောပေါ့လားကျွန်တော်ကဟိုအရင်နဲ့တင်ပေးချင်းနေကျွန်တော်တင်လိုက်လို့ရှင်မကြိုက်မှဆိုလို့နော်မကြည့်တော့အဲ့ဒီငွေအကုန်လုံးကခမားတို့ဝိုင်းဝန်းပြီးတော့လှူထားတာမှန်တယ်အဲ့ဒါမှန်တယ်နော်ဘယ်လိုလုပ်လဲ နော်ညတော့ဓာတ်တွေကိုကြည့်ပြီးတော့ဖြင့်တာဝန်သားယူတော့နော်ကိုယ့်ရဲ့မိသားစုမျက်ရည်ပေါက်ကြီးငင်မကြစေနဲ့ပါလဲစလိတ်ကြရင်စလိတ်တောက်လိုက်ကွန်းကြရင်ကွန်းစားလိုက်ဒီနှစ်ခုလေးလုပ်လို့မိသားစုခမရောက်ပါမပြောမိသားစုဘဝပြတ်မသွား ဒါကြီးကိုဆက်လုပ်နိုင်မယ်ဆိုရင်တော့ခင်ဗျားတို့မိသားစုတွေနော်တစ်ချက်ကြီးသားရှိရတဲ့ကြီးသားနဲ့ကွယ်မယ်နှစ်ချက်အိမ်တော်ရှိတဲ့လူအိမ်တော်ကြီးပြပြလာသုံးချက်စင်းရဲတဲ့လူစင်းရဲတဲ့စင်းရဲသွားနော်ချမ်းသာနေတဲ့လူစွန့်မွေးတော့အပူပြရမုန်းနော်ကျုပ်က ဓာရီနဲ့လုကင်းအောင်နေတယ်။ဘာသိလား။ဓာရီရဲ့အကြောင်းကောင်းကောင်းသိလို့ကျုပ်အေးဆေးနေနိုင်တယ်။အေးစီစားနိုင်တယ်။ဘာကြောင့်လဲ။ဓာရီကျုံမလုံးလို့ဟုတ်ပြီနော်။မြားတို့လည်းစင်ကျင်ပါ။ခင်ဗျားတို့မိသားစုရဲ့ဘဝပြည်လေးစီခြင်းတယ်နော်။ရှုံးနေရင်အရှုံးတိုင်းပဲရထားပါဆက်မလိုက်ပါနဲ့။ ဲ့ဒီအရှုံးကိုပြင်ဆင်လို့ရတယ်နော်အကျွေးတင်နေရင်ရှားပွေပြီးတော့ဆက်ပါဒါကြီးနဲ့တော့မဆက်ပါနဲ့ခမညာနစ်တဲ့နစ်တော့မယ်နင်မွန်းတဲ့နင်မွန်းတော့မယ်ဟုတ်ပြီနော်အယူပဲရှိတယ်အပေးမရှိပါဘူးဟုတ်ကဲ့ကျွန်တော်ဗီဒီယိုပိုင်းလေးကတော့ဒီလောက်ပါခဏဒါကတော့ကျွန်တော်တို့เนาะဒါလောက်ကင်မှာကိုယ်ကင်ဆက်ကင်ခဲ့ဘူးတဲ့အခုတယောက်ရေပြောကြချက်ပဲဖြစ်ပါတယ် သူကဆိုရင် slot တွေရဲ့အကြောင်းကိုပြောပြသွားတာဖြစ်ပါတယ် slot slot ဆိုတာကဘယ်တော့မှအနိုင်မရှိဘူးเนาะအရှုံးမရှိတဲ့ကျွန်တော်ထိုးသားတွေအနေနဲ့ဆော့တဲ့သူတွေအနေနဲ့ပေါ့ဒါကြောင့်မလို့ဒီ slot ကိုဆက်ဆော့နိုင်မယ်ဆိုရင်ဒီဘဝပြတ်ဖို့ပဲများတဲ့လူဒီကိုပြောပြပေးသွားတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော် mixture ကြီးကျွန်တော်ဗီဒီယိုကြည့်နေတဲ့ mixture ကြီးထဲမှာဒီခင်းကိုဆော့နေတဲ့သူတွေရှိတယ်ဆိုရင်အခုချိန်အပေါ်ရက်လိုက်ပါ။ဘာဖြစ်လို့လဲဆိုတော့ကိုဘွားကမှပြင်ဆင်ချိန်နေပေးသေးတယ်ပေါ့နော်။ဒီချိန်မှာရက်လိုက်လို့ရင်ဘာမှမဖြစ်ဘူးပေါ့နော်။ ဒါအောင်မရက်ဘဲနဲ့ကျွန်တော်တို့ကအရှုံးအရှုံးနောက်လိုက်ပြီးတော့ကျွန်တော်တို့တသိန်းရှုံးနောက်ကိုရမလားဆိုပြီးပြန်လိုက်မယ်ဆိုနှစ်သိန်းရှုံးမယ်နော်နှစ်သိန်းရှုံးရင်ထပ်လိုက်လေးသိန်းရှုံးမယ်နော်ဒါကြောင့်မို့လို့ကျွန်တော်တို့အရှုံးကိုလက်ခံပြီးတော့အရှုံးနဲ့ပဲရင်ဆိုင်လိုက်ပါမစော်ဘူးသေးတဲ့လူတွေလည်းလုံးဝသွားမစားကြည့်ပါနဲ့ဒီကောင်ကစားလို့ကောင်းတဲ့အရာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒီကောင်ကဆွဲလန်းစီလူကိုဆွဲလန်းစီတဲ့ဓာတ်တစ်မျိုးရှိတဲ့အတွက်ကြောင့်မို့လို့ဒီကိန်းကိုစော့မိလိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့စားဆော့တဲ့အချိန်မှာတော့မိတ်ဆွေနိုင်ကောင်းနိုင်ပြီးဒါပေမဲ့အချိန်တစ်ခုရောက်လာလို့ရင်မိတ်ဆွေရဲ့ဘဝမိတ်ဆွေရဲ့ရှိသမျှစီးစိမ်တွေအကုန်လုံးကို မာရီသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီ slow game နဲ့ပတ်သက်ပြီးတော့ဘယ် game ကိုမှသွားပြီးတော့အဆမလုံးမိပါစေနဲ့။လုံနေတဲ့သူတွေရှိရင်လည်းရတန်းကရက်လိုက်ပါအချိန်မီပါသေးတယ်။ကျွန်တော်တို့ပြင်ဆင်ချိန်တွေအများကြီးရှိပါသေးတယ်။ဒါကြောင့်မို့လို့အရှုံးကိုပဲလက်ခံပြီးတော့ရက်လိုက်ပါလို့ကျွန်တော်ဒီနေ့ပြောချင်ပါခင်ဗျ။မိတ်ဆွေတို့ထင်မြင်စားချက်လေးနဲ့ကွန်မန့်မှာရေးပေးပါအောင်။နောက်တဲ့ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်။